မိတ်ဆွေကပေရင်ရေတရာနဲ့ logic sc နဲ့ယုံကြည်တဲ့သူတယောက်ဆိုရင်အယံကန်ကောင်းနေပါပြီဒီတော့တဲ့မှာကျောက်အမင်းများတဲ့မိခွန်းတွေကဘာလို့လို့အစင်မပြေဘူးဘာလို့လို့ရမှန်းမသိဘူးမိဘကိုပေးခြင်းနဲ့ဈေးရောင်းလို့မကောင်းခဲ့ဘလို့လို့ရမလဲဆိုကျွန်တော်အယံများတဲ့ဒီထက်များတဲ့မိခွန်းတွေလည်းရှိပါသေးတယ်မိတ်ဆွေတို့အားလုံးတို့အကျုံးဝင်စေမယ်ကျွန်တော်နေ့လေးတစ်ခုပေးမှာဖြစ်ပါတယ်နေ့ဆိုပေမဲ့နှစ်မျိုးလို့ရမှာဖြစ်ပါတယ်မိတ်ဆွေကယုံကြည်တယ်ဆိုရင်ဒါဆက်ကြည့်ပါမယုံကြည်ရင်ကြော်သွားလို့ရပါ ဘာကြောက်လဲဆိုတော့မယုံကြည်ပဲလို့ရင်အောင်မြင်မှုအားမရှိပါဘူးလောကအောင်မြင်မှာမဟုတ်ဘူးယုံကြည်တယ်ဆိုရင်ယုံကြည်တဲ့အကြောင်းလေးကိုမန့်မှာချက်တော့မှတ်လာခဲ့ပေးပါမိတ်ဆွေတို့အချိန်ညလားမသိဘူးအချိန်လေးတော့နည်းနည်းပေးဆက်ရမှာဖြစ်ပါတယ်10မိနစ်လောက်ပေါ့နော်အချိန်ရတယ်ဆိုရင်စက်ကြည့်ပါအချိန်မရဘူးဆိုရင်မိတ်ဆွေက share ထားလိုက်ပါအားတဲ့ချင်းကြည့်ပေါ့မိတ်ဆွေကကြုံကြော်ပြီးတော့ကြည့်မယ်ဆိုရင်တခုမှသိရမှာမဟုတ်ဘူးအစအဆုံးလေးအသေးစိတ်လေးမကြော်မခွပဲကျွန်တော်ကြည့်စီခြင်းနဲ့ဒါမှပဲမိတ်ဆွေကသဘောပေါက်မယ်မိတ်ဆွေကအချိန်မရအောင်ကြော်ခွပြီးတော့ကြည့်လိုက်မယ်ဆိုရင်မိတ်ဆွေလောက်ရမယ်နော်လောကီအစီရင်ကအောင်မြင်မှာမဟုတ်ဘူးအမားယူနေဖြစ်နိုင်တယ်ဒါကြောင့်မို့အချိန်ရတယ်ဆိုရင်စက်ကြည့်ပါမရဘူးဆိုရင်ဒါတစ်ချက်တော့ပြပြကိုယ့်ရဲ့အကောင့်လေးမှာ share ထားလိုက်ပါဟုတ်ပြီအသေးစိတ်လေးကျွန်တော်ရှင်းပြပါမယ် လောက်ရမှာကနှစ်နည်းဖြစ်ပါတယ်ပထမတနည်းကမိတ်ဆွေတို့နေတဲ့အိမ်ကမတတ်မစင်ဘူးဆိုရင်လေမိတ်ဆွေကဘလောက်ပဲလက်ပူပေးမပွေဘူးဖြစ်ပါမယ်ဒါကြောင့်ပထမတနည်းကမိတ်ဆွေနေတဲ့အိမ်အခန်းပေါ့နော်လက်လက်ပတ်တွေဖွေရမယ်နော်အိမ်တန့်အောင်လောက်ရမှာဖြစ်ပါတယ် ကဲဘလို့လုပ်မလဲအသေးစိတ်လေးကျွန်တော်ပြောပြပါမယ်ဖဏမနီကမိတ်ဆွေတို့ယင်လောက်ရမှာကမိတ်ဆွေရဲ့ခနာကိုကတန့်စင်စင်ကြယ်နေရပါမယ်ရီမိုးချိုးလိုက်ပါရီမိုးချိုးပြီးတာနဲ့ဖရားကြောင့်စီကိုသွားဖရားစစ်ကို၅ဝတိလာခံယူလိုအပ်တာကဆန်ပကံပြားလေးထဲမှာထည့်ထားရမှာဖြစ်ပါတယ်များလေးကောင်းလေးပါပဲကဲဆန်ကိုပကံပြားလေးမှာထည့်ထားပြီးမိတ်ဆွေရဲ့၅ဝတိလာလည်းခံယူပြီးတော့ပြီးဖရားလည်းစစ်ကိုတော့ပြီးဆိုရင်အခုကျွန်တော်ပေးမဲ့ကာရာကိုလိုက်ယူပါခင်ဗျာ တစ်ခေါက်ကျွန်တော်ညွှန်ပြမယ်အားလုံးလည်းသိကြမယ်လို့ထင်တယ်အရန်အစွမ်းထက်တဲ့ကာရာတဖို့ဖြစ်ပါတယ်ကာရာရဲ့နာမည်ကစက်ကြီး73မှာ ကာရာကြားပူးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကဲမိတ်ဆွေတို့ကြားပူးတဲ့သူရရှိလို့မကြားပူးလို့ရရှိရင်ရှိမယ်တရားကျွန်တော်ခေါက်ညွှန်ပြလိုက်မယ်မိတ်ဆွေတို့ကလည်းအလို့မရဘူးဆိုရင်စာလေးကိုကြည့်ကြည့်ပြီးတော့ယူပေါ့နော်ဒါဆိုရင်လည်းအဆင်ပြေပါတယ်ကဲကျွန်တော်တစ်ခေါက်ယူပြမယ်စက်ကြီး73မှာကာရာတော့အောင်းတရားစစ်ကွယ်ဗုဒ္ဓဆက်တဆက်၄ချက်ဓမ္မဆက် သက်ဆက်စစ်ချက်တန်ကားဆက်လာယောင်ဝိလျက်စင်ပစ္စည်းကပုဒ္ဒါယဟန္တာဆက်မြစ်မူတာဦးမြစ်ကောင်ကျူးလျက်မိပါဆက်ဂုံကျေးစုကို အထူးတိလျက်ဇယဆက်ဝရစေလက်နှံ့ပြမဆက်မိုးချိုးလက်နှံ့တကြားဆက်လောင်မီကြလျက်နှတ်တို့ဆက်ဝဲဖြူလက်နှံ့ဘလူးဆက်တောင်ဟုံပြင်းလျက်ဂလုံးမင်းဆက်အာဂရင်းကဝဝင်းတောက်လျက်နှကားဆက်သုံးတောင်တင်ချာဟိဝန္တာ အာနာဆိုလျက်တိဟဆက်အောင်နမောဗုဒ္ဓနုဘာဝေနာအောင်နမောတမနုဘာဝေနာအောင်နမောတံဃာနုဘာဝေနာအောင်နမောဒုယေဒုယေသွာဟုံဟုံဒီကားတော်ကိုမိတ်ဆွေတို့ကကိုးခေါတိတိဆန်သေးမှာရွဖတ်မှန်းရမှာဖြစ်ပါတယ်အဲ့ဒါရွဖတ်မှန်းပြီးတော့မိတ်ဆွေတို့ရဲ့ချမ်းအိအခန်းထဲမှာပတ်ပြန်ရမှာဖြစ်ပါတယ် အထူးရည်ကြီးတာကမိတ်ဆွေတို့ဆန်ပတ်ပြန်တဲ့နေရာမှာဝါလောပုံရံပတ်ပြန်ရမှာဖြစ်ပါတယ်။ညာဘက်ခြမ်းကိုပတ်ပေါ့နော်။အာကျွန်တော်ပြောချင်တာကမောင်ဘာကြောင့်ဝါလောပုံရံပတ်ပြန်ခိုင်းလဲဆိုတော့မိတ်ဆွေတို့နေတဲ့အိမ်မှာ မကောင်းတဲ့အရာတွေမတတ်တဲ့အရာတွေရှိတယ်ဆိုရင်တတ်ဆင်စစ်ကြေးသွားရအောင်လို့ပါ။ ဟိုမှာမမြင်နိုင်တဲ့ဝိညာဉ်လောကသားတွေရှိတယ်ဆိုရင်လည်းမိတ်ဆွေကတကားဝမှာပိတ်ဖြန့်လိုက်မယ်ဆိုသူထွက်လို့ရမှာမဟုတ်ဘူးအထဲမှာပဲပေတီပြီးတော့နေမယ်ကျွန်တော်ကြက်မောင်းတလို့မျိုးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ဝလုံးပုံစံမျိုးလေးပတ်ဖြန့်လိုက်ချင်အောင်ပြသူကလည်းပတ်ပြီးတော့ထွက်သွားမှာဖြစ်ပါတယ်ခြံဝကိုဖွေထားပေးရမှာဖြစ်ပါတယ်အိမ်ဆိုလည်းဒီတိုင်းပဲခြံဆိုလည်းဒီတိုင်းပဲမိတ်ဆွေကမြန်မာပြည်ကလူတယောက်ဆိုရင်ကိုယ့်ရဲ့အိမ်ရောခြံရောကိုပတ်ဖြန့်နိုင်ရင်ပိုကောင်းပါတယ် အယောရင်ပတ်ပြန်မယ်ပြီးရင်ခြံကိုပတ်ပြန်မယ်ခဏကြော်ပြောတဲ့အတိုင်းဝလိုပုံစံလေးပတ်ပြန်ပါအဲ့လိုလွတ်လပ်ခြင်းရပြီးမိတ်ဆွေအိမ်မှာမတန်တဲ့ဟာတွေမကောင်းတဲ့ဟာတွေခိုကန့်ညှိတွေနေဆိုအလိုတက်စင်ချင်စင်ကြဲသွားမယ်အရာကဖရမဏီအိမ်ကိုတန့်ပွားပြီးဆိုရင်ခဏဝပြောနေကြတယ်ဘာလို့လို့အစင်မပြေဘူးအဲ့ဒီလူတွေတော့အစင်ပြေသွားရအောင်လက်ပွေစမလုံနီလူလေကျွန်တော်ထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်နားလည်တဲ့သူတွေရှိလားမရှိဘူးဆိုကြတော့ comment မှတ်လိုက်ပေးပါကျွန်တော်ပြန်ဖြေပေးမှာဖြစ်ပါတယ် နားမလဲဘူးမစိဘူးဆိုရင်ထက်ကလည်းလဲကြည့်ပေါ့ကြော်ခွားပြီးတော့ကျွန်တော်လာမေးမယ်ဆိုရင်တော့ကျွန်တော်အရှင်းပြမှာမဟုတ်ဘူးပြောပြမှာမဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအသေးစိတ်လေးစဉ်းပြထားပါလေနဲ့ကြော်ခွားပြီးကြည့်ပြီးနားမလဲဘူးဆိုရင်လည်းဒါမိတ်ဆွေတို့ရဲ့စိတ်ရင်တိုင်းပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါဒီနီးတိုင်းကိုအိမ်ကိုတက်ဆင်လိုက်ပါခင်ဗျာပထမနေပြီးတော့ပြီးအိမ်ရဲ့တန့်စင်သွားပြီးဆိုရင်မိတ်ဆွေလက်လက်ဘက်တွေဖွေရမှာဖြစ်ပါတယ်။ကြက်လက်လက်ဘက်ကဘယ်လိုဖွေရမလဲဆိုတော့ကျွန်တော်တို့တူတူလက်လို့ကြမယ်ခင်ဗျာ။ဖျောင်းနဲ့လေးတွေလိုပါမယ်ခင်ဗျာ။ကြက်တူတူကြည့်ကြမယ် လောက်ရမှာအရန်လွယ်ကူပါတယ်လက်ပွဲပြောင်းနိုင်ကိုကျွန်တော်တို့တူတူလိုက်လုပ်ကြမယ်ခင်ဗျာအခုကြော်ပြထားတဲ့အတိုင်းနော်ထိတ်ဆုံးမှနေဆိုတာမိမိမိတ်ဆွေအာစားလုံးမဲ့နေကိုရေးရမှာဖြစ်ပါတယ်အောက်ကအသက်ဆိုတာကမိတ်ဆွေအခုလက်ရှိရှိနေတဲ့အသက်ကိုရေးရမှာဖြစ်ပါတယ်အောက်ကမိမိမွေးနံဆိုငားဆိုတာဂျာရီကိုကျွန်တော်ရေးရတာဖြစ်ပါတယ်နေပြန်ရေးဆိုတာကမိတ်ဆွေခဏဝအပေါ်မှာရေးထားတဲ့နော်နေ့အတိုင်းပြန်ရေးရမှာဖြစ်ပါတယ်အသေးစိတ်လေးထပ်မံဆင်ပြပါမယ်မိတ်ဆွေကအခုဘယ်နေ့မှာမိတ်ဆွေလောက်ပါတယ် မိစေကတနင်္ဂနွေနေ့မှာလုပ်မယ်ဆိုရင်၁ရေးပါတနင်္လာနေ့မှာလုပ်မယ်ဆိုရင်၂ရေးပါအင်္ဂါနေ့မှာလုပ်မယ်ဆိုရင်၃ရေးပါဗုဒ္ဓနေ့မှာဆိုရင်၄ဇန်နဝါရီဆိုရင်၅တောက်ကြဆိုရင်၆စနေဆိုရင်9ရေးရမှာဖြစ်ပါတယ်အခုကျွန်တော်လုပ်မှာကတနင်္ဂနွေနေ့ဖြစ်တော့ကြောင့်မို့တိလို့ရေးထားတယ်အောက်မှာလည်းဒီတိုင်းပဲเนาะဒီအပေါ်အတိုင်းပြန်ရေးရမှာဖြစ်ပါတယ် မိမိမွေးနံဆိုတော့မိတ်ဆွေကဘာနေလဲတနင်္ဂနွေဆိုရင်တတနင်္လာဆိုရင်အင်္ဂါဆိုရင်သုံးဗုဒ္ဓဟူးဆိုရင်လေကျန်တာရီဆိုရင်ငါနော်ကျွန်တော်ကကြာရီဖြစ်တော့ကြောင်းငါရေးတာလေတောက်ကြဆိုရင်6စနေဆိုရင်9ရေးရမှာဖြစ်ပါတယ်နားလည်မလို့တင်ပါရယ်ဒီအောက်မှာကမိတ်ဆွေဖြစ်ချင်တဲ့ဆန္ဒတွေရေးပါမိတ်ဆွေကလက်ဆွင့်ချင်နေဆိုရင်လက်ဆွင့်စေးပေါ့နော်အကျွေးတွေရချင်နေဆိုရင်ကျွေးတွေရစေအလုပ်ရချင်တယ်အလုပ်ရစေမိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုရေးရမှာဖြစ်ပါတယ် အရန်လွယ်ကူပါရခင်ဗျာမိတ်ဆွေတို့နားလည်မဲ့လို့ထင်ပါတယ်ဒီနေ့ဒီမှာရေးမှာတော်တော်လေးဂရုစိုက်ရမှာပါเนาะအခဏကကျွန်တော်စင်ပြကလေးတေချာလေးနားထောင်ပါเนาะကျွန်တော်အသေးစိတ်လေးစင်ပြခဲ့ဖြစ်တယ်နားမလည်ဘူးဆိုရင်မေးပေါ့เนาะတေချာလေးကြည့်ပြီးတော့ရေးကြည့်တယ်လွယ်ပါတယ်တနေ့ကလေးဆိုရင်တင်းလာဆိုနှစ်ဒီအောက်မှာလည်းဒီလိုပဲမွေးနံလည်းဒီလိုပဲကြာရီဆိုရင်ငါမိမိလက်ချိုကြည့်လိုက်ပေါ့တိလားလက်ချိုကြည့်လိုက်ရင်နာနံပါတ်တွေထွက်လာမှာဖြစ်ပါကဲကျွန်မိတ်ဆွေတွေနားလည်မဲ့လို့ထင်ပါတယ်အခုဒီတိုင်းနဲ့ဖျောင်းလိုက်နေတွေလောက်ရမှာဖြစ်ပါတယ် တရက်ကို3နိုင်တိတိထွန်းရမှာဖြစ်ပါတယ်ပထမတတိုင်းကရန်လာ3မှတ်တတိုင်းဒုတိယတတိုင်းကမြို့ဆောင်နဲ့ရွာဆောင်နဲ့နေဆောင်နဲ့တတိုင်းတတိယတတိုင်းကကာနာဆောင်နဲ့တတိုင်း3နိုင်တိတိကိုတနေ့ကိုတစ်ချိန်3နိုင်ထွန်းရမယ်20နဲ့ဒါ9ရက်တိတိထွန်းရမယ်တရက်ကို3နိုင်20နဲ့9ရက်တိတိထွန်းရမယ်မိတ်ဆွေတို့တွက်လိုက်ပေါ့နော်တွက်ပြီးတော့ဒီပြောင်းနိုင်လေးကိုလှုပ်လှုပ်ပြီးတော့မိတ်ဆွေတို့ဘယ်ချိန်ဒီမှာထွန်းရမလဲဆိုတော့မိတ်ဆွေရဲ့နေရောက်တဲ့ခါကြရင်မနက် 9နိုင်ကနေ10နိုင်ခွဲကြမှာထုံမှာ9နိုင်40နိုင်5မိနစ်ဆိုရင်ပူတောင်ကောင်းနေတယ်ဒီအချိန်ကမိတ်ဆွေတို့အရန်အကျိုးပေးတဲ့အချိန်ဖြစ်လို့ပါဒီအချိန်ကိုထုံမှာ20နဲ့9ရက်တည်တည်ထုံထုံပြီးတော့မိတ်ဆွေကဖရားပြီးကြကြနာစစ်ခုပြီးတော့ဂါဒါလေးတွေပါကျွတ်နိုင်ပို့ပြီးတော့အစင်ပြေတယ်ဘလို့ဂါဒါရွရွတည်တယ်ဆိုတော့မိတ်ဆွေကလက်လံပတ်တွေပွေ့ချင်တယ်ဆိုရင်တော့အေဟိလာမန်အေဟိတာနန်အေဟိလာမန်အေဟိတာနန်ဖျောင်းနိုင်မကုန်မချင်းမိတ်ဆွေရွတ်နိုင်နေဆိုရင်ပို့ကောင်းတယ် မယွတ်နိုင်ဘူးဆိုရင်မိတ်ဆွေရဲ့အတက်စီလောက်တက်စီလေးယွတ်ပေါ့နော်ဒီဖျောင်းနိုင်အစီရင်ကိုလှုပ်လိုက်ချင်အားဖြင့်မိတ်ဆွေတို့အိမ်ထဲကလည်းတန်ဆင်းသွားပြီးဖျောင်းနိုင်နဲ့လည်းမိတ်ဆွေကလက်ဖွဲ့လိုက်ပြီးဆိုရင်ခဏဝါကျွန်တော်ပြောနေကြတယ်ဘာလို့လို့အစီမပြေဘူးဈေးရောင်းဈေးဝယ်မကောင်းဘူးပေးချင်တဲ့ကိစ္စတွေရချင်တဲ့ကိစ္စတွေမိတ်ဆွေတို့ကရလာမှာဖြစ်ပါတယ်ပေးချင်တဲ့ကိစ္စတွေလည်းပေးနိုင်သွားမှာဖြစ်ပါတခုကြောင့်ထပ်မှာမယ်ယုံကြည်ဖို့အရန်ရည်ကြည်ပါနဲ့ခင်ဗျာ မယုံကြည်တဲ့သူတွေနော်မလောက်ပါနဲ့လှုပ်လဲထူးခြားမှာမဟုတ်မိတ်ဆွေတို့ပင်ပန်းတာပဲဖတ်တယ်နောက်တစ်ခုကျွန်တော်ထပ်မှာချင်တာကဘယ်ကိစ္စမှနော်လွယ်လွယ်နဲ့မရပါဘူးတံပိုးကြည့်တဲ့ကိစ္စတွေကအရန်ခက်ခဲပါတယ်ပင်ပန်းပါတယ်မိတ်ဆွေကယုံကြည်ဖို့လဲလိုတယ်အခုကျွန်တော်ပြောတဲ့29ရက်တိတိကိုမိတ်ဆွေကလောက်ရမှာဖြစ်ပါအရန်ပင်ပန်းတာပေါ့နော်အဲ့လိုပင်ပန်းမှာပဲမိတ်ဆွေဖြစ်ချင်တဲ့ဆန္ဒတွေပြမြောက်သွားမှာဖြစ်ပါတယ်နော် ကျောင်းမိတ်ဆွေတွေနော်သိချင်တဲ့အကြောင်းအရာလေးတွေရှင်းတဲ့ comment မှာမှတ်လာခဲ့ပေးပါခင်ဗျာမိတ်ဆွေကတကယ်လုံမယ်ဆိုရင်လေ comment မှာမှတ်လာခဲ့ပါဆရာဒါကျမတော့တကယ်လုံမယ်ကျွန်တော်တော့တကယ်လုံမယ်ဆရာဆရာကိုယုံကြည်တယ်ဆိုရင်လေ comment မှာချမှတ်လာခဲ့ပေးပါကျွန်တော်လည်းအခုလိုပင်ပင်ပန်းပန်းဗီဒီယိုလုပ်ပြီးတင်ပေးရကြိုးတဲ့နိုင်ရအောင်အားစီအောင်လို့ပါခင်ဗျာကျောင်းမိတ်ဆွေတွေကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေတွေ့ရအောင်နော်ဝေမျှခြင်း share ခြင်းဖြင့်ကုလူယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုလိုမျိုးပဲအကက်ကဲကြက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့သွားတယ်ဆိုရင် ဖက်သူကုလို့ရောက်မှာဖြစ်ပါဒါကြောင့်မို့ရှယ်ဖို့လုံးဝမမေ့ပါနဲ့ခင်ဗျာကိုရဲ့မိတ်ဆွေတွေတွေ့သွားမယ်ဆိုရင်မိတ်ဆွေတွေနဲ့ကျွန်တော်ရခက်သူကုလို့ရမှာဖြစ်ပါတယ်ရှယ်တရားရှယ်လိုက်ပါခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ကြုံမိတ်ဆွေတွေနေ့အစနေ့ဆုံကောင်းတော်မင်းကောင်းတော်တဲ့ကောင်းတော်ဝေးခြင်းနဲ့ပြည့်စုံပြီးပျော်စွင်လောမီတာစွာတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ